အားလုံးတို့ကိုတားလေးစွာပါကျွန်တော်ရဲ့ RPL RK မြန်မာ YouTube channel လေးကနေနှွေးထွေးစွာပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့တရေဆိုးတဲ့အကြံဖေဆေးဥစုရဲ့လာရဆိုတဲ့ဆောင်းပါစာတော်လေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆရာရည်သူကတော့တင်ဦးဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲနားဆင်ပေးကြပါဦးခင်ဗျတရေဆိုးတဲ့အကြံဖေဆေးဥစုရဲ့လာရကြီး၆ရင်နူးတာမဟုတ်ပါဘူး အာနာသိန်းနေဝင်းစစ်အစိုးရက1964ခုနှစ်မှာပုဂ္ဂလိကပိုင်စီးပွားရေးအားလုံးကိုပြည်သူပိုင်သိမ်းခဲ့တယ်။ရှမ်းကုန်မြို့လေးကနိုင်ငံခြားသားတွေစွန့်ခွာသွားတဲ့တိတ်ခမ်းကြီးကြီးတွေကိုတော်လန်ရေးအစိုးရအဖွဲ့ဝင်တွေကအလုအယက်ခွဲဝေယူကြတယ်။ပေါ်နေဝင်းကိုအောင်ကြီးတို့ထိပ်ပင်းစစ်ကောင်းဆောင်တွေကနေရာကောင်းတွေအကြာယူတယ်။ပြည်သူပိုင်သိမ်းတဲ့အခါ သတင်းစာဒိတ်တွေကုန်ဒိတ်တွေဂုံလောင်ယုံစက်ယုံတွေတပီကြီးအသိမ်းခံရတယ်နိုင်ငံခြားသားပိုင်းတင်းရင်သားပိုင်းခွေးချမနေဘူးအကုန်သိမ်းတာပါပဲဗန်ရှိငွေသားတွေဗန့်မှအနှံထားတဲ့အဖိုတန်စင်ရှိရတနာတွေငွေတိတ်စာချုပ်တွေရွှေချောင်းတွေရှိရှိသမျှအကုန်သိမ်းတာပါပဲပါတီစုံဒီမိုကရေစီစနစ်မြန်မာပြည်မှာပြတ်သုံးခြင်းရဲ့ဏိဒန်ကာလဆိုရှယ်လစ်စနစ်လန်းစင်ပါတီ ပါတီကေတာအမြန်ဖွဲ့စည်းပြီးအဂျင်စင်စနစ်ကိုဖြိုချလိုက်တဲ့အခါပြည်သူပိုင်းကောင်းစင်အမှပြည်သူဘန်နာတွေကိုစိတ်တင်းကြလူရက်ခိုးယူလို့ကောင်းကြတာပေါ့ဗျာတပါတီအာနာချင်းစနစ်ဆိုတာဘုံနေဝင်းကဖန်တီအကွက်ချပြီးတပြေလုံးကိုအုပ်စည်းလိုက်တာပဲဖြစ်ပါတယ်တကားပိတ်စီးပွားရေးစနစ်ကျင့်တုံရာကအချစ်တောင်အာချမှာ စီးပွားရေးအတော့တင်ဆုံးအခိန်မာဆုံးပြည်တွင်းထုတ်ကုန်ပြည်ပပို့ကုန် GDP အမြင့်မားဆုံးနဲ့အချမ်းသာဆုံးနိုင်ငံတစ်ခုဂျိုဆိုဝင်ပြီးကမ္ဘာအစိုးရရေးဆုံးနိုင်ငံအဖြစ်မှတ်တမ်းဝင်သွားခဲ့ရတာပေါ့ဗျာဥပဒေရဲ့အထက်မှာဘိုးနေဝင်းရှိခဲ့တယ်အချင်းစာရိတ္တဘိုင်းမာလေးနာမည်ဆုံးနဲ့ကြိုကြားသူဖြစ်တယ်ရှေဘိုးတုံးကျိတ်ဝင်းဘိုးနေဝင်းရဲ့အမိရင်းဟာ ရှုမောင်ဖြစ်ပြီးတော့တရုတ်သွေးယွနောသူဖြစ်တဲ့ဖေရိတ်တဲ့မြင်းလောင်းတွေမိမချုပ်တယ်ဗျာမယကြီးဒေါ်တင်တင်ရှိတာတော့ဒေါက်တာဘာတန်ရဲ့သမီးဒေါက်တာတောင်ကြီးရဲ့ဇနီးအကြီးတန်းသူနာပြုဆရာမဒေါ်ခင်မေတန်းကိုလက်ထပ်ယူသေးတယ်ဗျာဒါကြောင့်ကျမသာတရဝင်းဇနီးဖြစ်ကြောင်းဒေါ်တင်တင်ကသတင်းစာတွေကြုံညာထက်ပြီးတိမ့်မီကိုအသိပေးခဲ့ဖို့တည်းဗျာကဲ ဒါအပြင်ဘူချုပ်အောင်ဇန်းအပါဝင် အာဇာနီကိုဦးကိုလှုပ်ချံတက်ပြရမှာတတော့တနေရကပါဝင်ခဲ့တဲ့ကြံရပါတအုပ်ဖြစ်ကြောင်းတန်တရအချက်အလက်တွေရှိခဲ့ဘူးလေဒီလိုလူမျိုးကမြန်မာပြည်ကို26နှစ်လုံးလုံးအုပ်ချုပ်နေခဲ့တာဟာဘူချုပ်နေဝင်တော်နေလို့မဟုတ်ဘူးပြည်သူတွေညံ့လွန်းတာလေးပါဝင်နိုင်ပါလေ ဘိုးချုပ်ရဲ့ဘိုးချုပ်နေဝင်ရဲ့စိုးမွေကိုဘိုးတန်းချွေကဆက်ခံပြီးနိုင်ငံရေးကလိန်ကကြစ်လန်းစင်နဲ့22နှစ်အုပ်ချုပ်သွားခဲ့တယ်တင်းပြည်ဟာတတိမမှန်တဲ့စစ်အုပ်စုရဲ့လက်ထက်မှာစီးပွားရေးပညာရေးကျန်းမာရေးအမျိုးမျိုးချက်ချုံကြခင်ရတယ်လေသူတို့စစ်အုပ်စုဟာပြည်သူကိုဒီမိုကရေစီနဲ့ဖျားယောင်ပြီးလက်နက်ပြအာဏာရှင်စနစ်နဲ့ တင်ရင်သားလူမျိုးစုအကြားသွေးခွေးအုပ်ချုပ်လာခဲ့တယ်။စစ်မှန်တဲ့ဒီမိုကရေစီဆိုတာစစ်တပ်ကကြံ့သုံးတဲ့ပြည်သူကိုနှစ်ကွက်တဲ့လမ်းစဉ်တဲ့ find the people ပြည်သူသားအတိတ်ကဖြစ်မှဒီမိုကရေစီ လမ်းမှန်ရမယ်လို့ပြည်သူက နားလေသဘောပေါက်လာတဲ့အခါစစ်အုပ်စုဟာသွေးပြေစာပြုလာခဲ့ပါတော့တယ်။ပြည်သူအုပ်ချုပ်ရေးပြည်သူတင်မြှောက်တဲ့အစိုးရမျိုးကို ကိုတိုင်ကိုကြား တိမိထိတွေ့ဖူးလိုက်တဲ့ပြည်သူဟာနိုင်ငံရေးရေးချင်းမြမားတီဖဲမြန်မာလာတာကိုစစ်အုပ်ချုပ်ကတအံ့တအိုးချစ်သွားခဲ့ကြတယ်လေဒိန်ပြေးအုပ်ချုပ်တဲ့စစ်အုပ်စုဟာအရေးချင်းမရှိဘူးပြည်သူကိုအကြောက်တရားနဲ့အုပ်ချုပ်တဲ့ပြည်သူပိုင်ပစ္စည်းကိုစစ်တပ်ပိုင်ဥပိုင်အမည်နဲ့အလွေသုံးစားလုပ်တယ်နိုင်ငံတော်ရဲ့ရှေးမြေတယံဇာတကျွန်းတိရှင်နံတဘဝတံွေ ဓာတ်သတ္တုတွေကိုပြည်ပနိုင်ငံစီရောင်းချပြီးကိုကျော်စီးပွားအတုံးချလေပြည်သူအကျိုးကိုတော်တက်အောင်မလုပ်ခဲ့ကြဘူးကြာတော့ပြည်သူကပေမခံနိုင်လို့အန်တူတဲ့အခါအာခံရမလားဆိုပြီးရက်ရွာတွေကို ပုံကျတယ်နေအိမ်တွေကိုမီးချော်တယ်စားပင်ကြောင်းတွေဖျက်ဆီးတယ်လူသက်မတိမ်ကျင်တယ်ဖစ်စစ်စစ်တပ်ရဲ့တတိဆိုတာဒါပါပဲအခုလေကြည်လေ ပြည်သူကိုရန်သူလိုတတ်မှတ်ပြီးလက်နဲ့ချောင်းချတဲ့ပြပနိုင်ငံတချို့ကိုတွားရောက်ချင်းကတ်တဲ့တပက်ခံတဲ့အချက်မဲစွာကြီးစုချင်းလို့ထုတ်ပြောတဲ့တရားဝင်မှု မရှိတဲ့စစ်အကြမ်းဖက်အုပ်စုကောင်းဆောင်မင်းအောင်လှိုင်ဟာတဖြည်းဖြည်းနဲ့ဆီးရီးယားအာနာရှင်အာဆတ်နဲ့အတူတူလာပြီးဖြစ်ပါတယ် မြန်မာပြည်မှာအာဏာရှင်စနစ်ကြဆုံရတော့မယ့်အချိန်အခါရောက်နေပြီဖြစ်လို့ပြည်ပအခရီးစဉ်တွေတော့ငိုယိုပြဒုထောက်ရနဲ့အတုတ်ကိုရုပ်ပြစ်ဆင်းပြစ်ဖြစ်နေတာကိုနိုင်ငံတကာကမြင်နေကြရပြီပေါ့ဗျာချင်းမင်းအွန်လိုင်းတို့အတွက်အချိန်တိတ်မကြံတော့ပါဘူးပြည်သူကလည်းဒဏ်ခတ်နိုင်ငံတကာကလည်းဖိကျင်းနေတာသင်ခန်းစာမယူပဲချစ်တိုးပြီးမိတ်မေးနေတဲ့ရွေ့ မိတ်ဆက်သင်ခန်းကမကြမီရော့ချီလာတို့မှာဖြစ်ပါတယ်။တမိန်ဖြစ်ရဆိုတာကိုလိုချင်းတလို့ရေးလို့မရတော့တဲ့အခြေအနေရောက်နေပါပြီ။နေပညာခင်မှာဘေးအရာမျှဖုံးဖိဖုံးကွေထားလို့မလုံခြုံနိုင်ပါဘူး။ရရရရှိလို့လေအလိုတို့ပြစ်မေစိတ်မကူပါနဲ့။ ဒီခေတ်မှာအနေချောင်းအစားချောင်းခိုးဆိုးလူနိုင်အကျန့်ဖက်အကြက်ကင်တဲ့အောင်တန်းစားအစီမံဟာဘယ်လိုမှအလုံးမဖြစ်နိုင်တော့ပါဘူးဆိုတာမေအွန်လိုင်းနဲ့ကျူကျူလှတော့လင်မယာမသေးခင်တိတ်သွားစေချင်လို့ဒီစာကို ရေးပြတာပါတဲ့စာရေးသူတင်ဦးဖြစ်ပါတယ်နောက်ဆင်ပေးကြတဲ့ကျွန်တော်ရဲ့မိဘပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 阿龙，别跟加马加马在干呀！